ကျွန်တော်ဒီချက်စုပ်လူရဲ့အထုပ်ပတ်တိမှာမိကုံရန်ကုန်ပေါ့နော်ကျွန်တော်စွမ်းတလောက်ကိုအကုန်လုံးစူးစမ်းပြီးတော့တရုပ်ဆောင်ထားပါတယ်ကျွန်တော်ရဲ့ဒီဇက်လန်ရိုက်တဲ့တက်ဦးဆရာဆရာစမုထွတ်တက်လွင်ရလဲအဲကျွန်တော်ဒီဇက်ကားထဲမှာမှတ်ချက်တစ်ခုပေးတယ်ပေါ့နော်အဲ့ဒီမှတ်ချက်ကကျွန်တော်လုံးဝဘဝမှာမမေ့ရပါဘူးဘာလို့လဲဆိုရင်အဆရာကကျွန်တော်မျက်လုံးမင်းသားဆိုပြီးတော့အဲ့ဒီဇက်ကရိုက်နေတဲ့တက်လန်နဲ့တင်စားလိုက်တယ်တင်စားလိုက်တဲ့အတွက်အဲ့ဒီ စကားလေးအခုချိန်ဒီရင်ပတ်ထဲမှာရှိရယ်ပေါ့နော်အခုဆိုရင်အားလုံးလည်းမျက်မြင်ကိုတွေ့တွေ့ရတော့မယ်ဟိုအားလုံးလည်းကြည့်ပြီးတော့အားပေးကြပါဦးလို့လည်းပြောချင်ပါတယ်ခင်ဗျာနေချင်းရတာပေါ့အများကြီးပဲကျွန်တော်အဲ့ဒီဇလန်တွေဇက်ညွန်းရပြီဆိုကြတဲ့ကကျွန်တော်ဒီကာရိုက်တာမှာဒီပုံစံမှာငါဘလို့ပုံစံတရုပ်ဆောင်မလဲဆိုတော့အခု frame တစ်ခုတိဆောက်လိုက်တယ်ငါအပြင်မှာရှိနေတဲ့ပိုင်သိမဟုတ်တော့ဘူးပိုင်သိခါအရန်အေးတယ်အရန်အနေအေးတယ်စကားနဲတယ်အဲ့လိုမဟုတ်တော့ဘူး frame တစ်ခုတိဆောက်လိုက်တယ်ဒီကာရိုက်တာဘလို့ပုံဖော်ရမလဲ အဓိကအဲ့မျက်လုံးမင်းသားလို့ဆရာတင်စားသွားတဲ့အပေါ်မှာလည်းကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်အများကြီးအားစိတ်ထုတ်ရတယ်လေ့လာရတယ်အများကြီးပဲပေါ့နော်ဟိုအဲ့ဒါလေးတွေကြည့်ရှုရတော့မှာပါကျွန်တော်လည်းရေခုံစာနဲ့ကုကူကိုလည်းပြန်အခုမှပြန်ကြည့်ရမှာပါခင်ဗျာဟုတ်ဒီအခြေဆုံးသူရဲ့ထုတ်ပတ်ဒီဇလန်ရဲထဲမှာကျွန်တော်ဇော်မင်းတင်ဆိုတော့ နေရာလေးကနေပြီးတော့ပါဝင်ပြီးတည်ဆောက်နာပါရခင်ဗျာအော်အဓိကကတော့ဆောင်းမင်းတင်ကဈေးကြောင်းသားလေးပေါ့နော်ဈေးကြောင်းသားလေးကနေပြီးတော့ဒီဇယ်လန်ထဲမှာအခုတော့ dialogue လေးတစ်ခွန်းကတော့အခုအားလုံးကလည်းအားပေးနေကြတယ်ကျေးဇူးတင်ပါတယ်အဲလူတစ်ယောက်ကိုအနိုင်ယူဖို့ဆိုရင်သူ့ရဲ့အားနည်းချက်ကသူချက်ရတဲ့သူပဲโอเคပါအဲ့ဒါလေးဟုတ်လားမဟုတ်လားဆိုတာလည်းအားလုံးပြေပေးပါအောင်နော်ဟုတ် အဟုတ်ကဲ့ခင်ဗျာဒီဇပင်ကဒါတွားခန်နီးမပေါ့နော်ဒီပွဲရောက်ခန်နီးမအမှန်တရားကကိုက fashion design လေးတွေအရင်စိတ်ဝင်စားတယ်စိတ်ဝင်စားတော့အခုအဝတ်အစားဆိုရင်လည်းကျွန်တော်ကိုတာကြီး studio မှာတည်တည်ချာချာအောင်မှဆရာဒီအပေါ်ကအလက်ဖတ်တွေဆိုဒါ ready made ready made မဟုတ်ဘူးပေါ့နော်လောက sequence အောင်မှတေချာဝယ်ပြီးစီကွန်တေချာထိုးပေးထားတယ်ကိုတိုင်စတူဒီယိုမှာတေချာခေါင်းဆခြေဆုံးပေါ့နော်အကုန်လုံး ်အခုလာခဏလေးဆိုရင်လည်းညနာစာဒီစပင်ကအဆုံးပေါ့နော်ကိုတိုင်းစရီကပဲအကုန်လုံး osmon သာပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကေပြားဝေးအဖြစ်တောင်းကျင်တာဒါပေမဲ့ဟိုတောင်းရမဲ့သူကမတွေ့သေးဘူးဖြစ်နေပေါ့နော်ဟိုအမှတ်တိုင်းပြောရရင်လိုချင်မိတာပေါ့ဟိုတကယ်ဘာလို့လဲဆိုရင်အခုနောက်ပိုင်းကိုကလည်းဒီလူပြိုလေးလည်းဖြစ်လာပြီလူပြိုလေးလည်းဖြစ်လာပြီဆိုတော့ဟိုပါလေသူများတွေကအခြေအကြောင်းတွေပြောနေကိုလည်းပြောပြောဘူးကျင်တာပေါ့နော်အဲ့တော့အကိုရှာဖွေတယ်ဒါပေမဲ့သူများတွေကရှာဖွေလေးတွေးရှိလေကိုကရှာဖွေလေး ပျောက်လေဖြစ်နေတာပေါ့နော်ဝေးလေဖြစ်နေတာဒါပေမဲ့အချစ်စင်းနဲ့ချစ်တဲ့အချစ်ကိုတော့တွေ့ဘူးကျင်တယ်တော့ကမှတစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ဘူးကျင်တယ်ဘာလို့လဲဆိုရင်အဲ့ဒီအချစ်ကဘလောက်အရသာရှိလဲဘလို့ခံစားရလဲဆိုတာကိုသိဘူးကျင်ပါတယ်ဟုတ်ဟုတ်ကဲ့ဈေးပါတော့အခုမှခင်တာမဟုတ်ဘူးခင်ဗျအဲစောစောပိုင်းတည်းကနှစ်တည်းတော်တော်ကြာပြီဈေးပါခင်တာပွဲတွေရောက်ပြီဆိုလူရောက်1500ရှိနေလဲကျွန်တော်ဈေးပါခင်တာပဲ အမန္တလေးမှာ new year တော့ဆိုရင်လည်းလူရောက်တောင်းချီတဲ့အောက်မှာကျွန်တော်ဈေးပန်းခင်းတာပဲဒါပေမဲ့ဈေးကမပေါက်သေးဘူးအဲ့တော့အအကြီးများဆိုတော့လည်းဟုတ်ပါတယ်ဟုတ်လဲဆိုအဓိကကတော့အခုတွေ့အခုကြိုက်ခစ်ကြီးမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အတကယ်အချစ်စစ်ကိုလိုချင်တာကိုကလည်းလိုချင်တယ်ကိုကလည်းပေးချင်တယ်ပေးချင်တယ်အဲ့လိုနှစ်ယောက်သဘောသားတက်တိုက်ဆိုင်ဆိုင်လေးနဲ့အဲ့လိုအချင်းမျိုးဆိုရင်တော့တကယ်ကိုနှစ်နှစ်ကကလိုချင်တဲ့စိတ်တည်းရပိုင်းအရန်ဖြစ်နေပါတယ်ဟုတ် အခုအချစ်ဆုံးသူရဲ့အထုပ်ပတ်တီဆိုတဲ့အတွက်အချစ်လေးပဲပေါ့နော်အဲ့ဒီအချစ်ထဲမှာဇွန်မင်းတင်ဆိုတဲ့ကောင်လေးကဘာတွေလုံမလဲဆိုတာတော့အားလုံးပဲစောင့်ကြည့်ပေးပါကျွန်တော်ကဒီထဲမှာဟိုပရိသတ်အချစ်ခံရဖို့တတ်ပေါ့နော်ကျွန်တော်ကာရိုက်တာအပေါ်တစ္ဆာရှိရှိနဲ့ကျွန်တော်အကောင်းဆုံးပြပြအောင်တရုပ်ဆောင်ထားပါရခင်ဗျာအားလုံးလည်းကြည့်ရှုပေးကြပါခင်ဗျာဟုတ်အဲ့ဒီအပိုင်းမှာတော့ကျွန်တော်ဒီချစ်ဆုံးသူရဲ့အထုပ်ပတ်တီမှာမိကုံရန်ကုန်ပေါ့နော်ကျွန်တော်စွမ်းတလောက်ကိုအကုန်လုံးစူးစမ်းပြီးတော့တရုပ်ဆောင်ထားပါတယ်ကျွန်တော်ရဲ့ဒီဇက်လန်ရိုက်တဲ့တဲ့ဦးဆရာ ဆရာစမုထွန်းတက်လွင်ရလဲအဲကျွန်တော်ဒီဇက်ကားထဲမှာမှတ်ချက်တစ်ခုပေးတယ်ပေါ့နော်အဲ့ဒီမှတ်ချက်ကကျွန်တော်လုံးဝဘဝမှာမေးမရပါဘူးဘာလို့လဲဆိုရင်အဆရာကကျွန်တော်မျက်လုံးမင်းသားဆိုပြီးတော့အဲ့ဒီဇက်ကားရိုက်နေတဲ့တန်လန်းတဲ့ကိုတင်စားလိုက်တယ်တင်စားလိုက်တဲ့အတွက်အဲ့ဒီဇက်ကားလေးအခုချိန်ဒီရင်ဘတ်ထဲမှာရှိရယ်ပေါ့နော်အခုဆိုရင်အားလုံးလည်းမျက်မြင်ကိုတွေ့တွေ့ရတော့မယ်ဟိုအားလုံးလည်းကြည့်ပြီးတော့အားပေးကြပါဦးလို့လည်းပြောချင်ပါတယ်ခင်ဗျာလက်ချင်းရတာပေါ့အများကြီးပဲကျွန်တော်အဲ့ဒီဇက်လန်းတွေဇက်ညွန်းရပြီဆိုကြတဲ့ကကျွန်တော်ဒီ character မှာ ဒီပုံစံမှာငါဘယ်လိုပုံစံတရုပ်ဆောင်မလဲဆိုတော့အခု frame တစ်ခုတိဆောက်လိုက်တယ်အာအပြင်မှာရှိနေတဲ့ပိုင်သစ်မဟုတ်တော့ဘူးပိုင်သစ်ကအရန်အေးတယ်အရန်အနေအေးတယ်စကားနဲတယ်အဲ့လိုမဟုတ်တော့ဘူး frame တစ်ခုတိဆောက်လိုက်တယ်ဒီ character ဘလို့ပုံဖော်ရမလဲအဓိကအဲ့မျက်လုံးမင်းသားလို့ဆရာတင်စားထားတဲ့အပေါ်မှာလည်းကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်အများကြီးအားစိတ်ထုတ်ရတယ်လေ့လာရတယ်အများကြီးပဲပေါ့နော်ဟိုအဲ့ဒါလေးတွေကြည့်ရှုရတော့မှာပါကျွန်တော်လည်းရေခုံစာနဲ့ကုကူကိုလည်းပြန်အခုမှပြန်ကြည့်ရမှာပါခင်ဗျာဟုတ် ကိုကောင်းမြတ်ဆန်တယ်လေအခုဆင်းပါပေါ့နော်ညီကိုနှစ်ယောက်စကားများနေရပေါ့နော်အဲ့ဒီဆင်းထဲမှာစကားများနေတဲ့အမတ်တရအကြီးရှိတယ်အဲ့ဒါအလုံးစောက်ကြည့်ပေးပါအဲ့ဒီအမတ်တရအကြီးရတော့အကြီးပေါ့နော်ပြောခွင့်ရရပြောချင်တာအချစ်ဆုံးသူရဲ့အထောပတိဇလန်တွေကိုကျွန်တော် MRT ဖုန်းမှာညစဉ်ခွန်နနာကြီးပေါ့နော်အာတနင်္လာနေ့တောက်ကြနေ့အထိကြည့်ရှုလို့ရပါပြီ73ရက်နေ့6လပိုင်း73ရက်နေ့ကနေစပြီးလွှင့်ပါတော့မယ်ခင်ဗျာဟိုအားပေးကြအောင်လို့လည်းပြောချင်ပါတယ်ဟုတ်